င်္ဂလာနေ့သားသမီးများ2025ခုနှစ်ဇွန်လ23ရက်မှ26ရက်အတွင်းတပတ်စာဗီဒီယိုဟော့စတန်ဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ရေဗီဒီယိုဟော့စတန်နေအပတ်စဉ်မပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်ရသေးတဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်အဲ့တော့ကြီးမားတဲ့ကောင်းတဲ့အပြောင်းအလဲများဖြစ်လာဖို့ရှိနေပါတယ်။ကိုယ့်ရဲ့မျှော်လင့်ချက်များ၊ညီမင်းချက်များ၊ပြင်းမြောက် ောင်မြင်မှုရှိနေပါတယ်မိမိရည်မှန်းထားတာနဲ့မိမိထင်တာနဲ့ပိုပြီးတော့ကောင်းလာမှုရှိနေပါတယ်အဲ့တော့စီးပွားရေးအလုပ်ကိုင်းနဲ့ပတ်သက်လို့ရတော့လေအတိုက်ခံတွေအခက်အခဲတွေအပြိုင်ဆိုင်တွေများနေတတ်ပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့မိမိလူချင်းတဲ့အရာများကိုမိမိကိုယ်နဲ့ဖန်တီးယူမှရပါလိမ့်မယ်အဲ့တော့ကံတရားကိုအားကိုးလို့မရဘူးသူများကိုအားကိုးလို့မရဘူးမိမိလူချင်းတဲ့အရာများကိုမိမိကိုယ်တိုင်ဖန်တီးယူမှလုပ်ယူမှရပါလိမ့်မယ် အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ငွေကြေးကံနော်အလဲလက်မှာပဲရှိနေပါတယ်ငွေအတွက်စကားပြောညင်းခုံရတတ်ပါတယ်ရစရာပေးစရာငွေများကြန့်ကြာပြီးမှအောင်မြင်နိုင်ပါတယ်စကားပြောညင်းခုံပြီးမှအောင်မြင်နိုင်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့လက်ရှိအခြေအနေမှာပဲကြန့်ကြာနေတတ်ပါတယ်အဲ့တော့အဆင်ပြေတဲ့သူများကတော့ဒီတိုင်းပဲဆက်ပြီးတော့ပြင်နေပါလိမ့်မယ်အဲ့တော့အဆင်မပြေတဲ့သူများကတော့ဒီတိုင်းပဲအဆင်မပြေတဲ့အတိုင်းကြန့်ကြာနေတတ်ပါတယ်အဲ့တော့လက်ရှိအခြေအနေတိုင်းကြန့်ကြာနေမဲ့နိမိတ်ပဲဖြစ်ပါတယ် ဟိုပြက်မလို့ကွဲမလို့ဖြစ်တယ်ဆိုရင်တော့မပြက်မကွဲပါဘူးစစ်ပူကြရေးရောနေမယ်လက်ရှိအခြေအနေမှာပဲကြံ့ကြံ့နေဖို့ရှိနေပါတယ်အဲ့တော့အိမ်တော်ကြီးနဲ့ပတ်သက်လို့ကတော့အိမ်တော်ကြီးမှာစိတ်ကုန်သွားတယ်ပါအဲ့တော့တနည်းအားဖြင့်အပြီးထွက်သွားခြင်းနဲ့စိတ်ကြီးပေါ်လာတတ်ပါတယ်အိမ်တော်ဘက်ရဲ့အပေါ်ကိုလည်းပဲစိတ်ကုန်နေတတ်ပါတယ်အဲ့တော့ပညာရေးကံအမြန်ကောင်းပါလေမိမိရည်မှန်းတာတဲ့ပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါလေပညာရေးရည်မှန်းချက်များပြည့်ပြည့်အောင်မြင်ဖို့အတွက် ပူညီကောင်းနှစ်ခုဆက်သွယ်ကောင်းနှစ်ခုပေါ်လာဖို့ရှိနေပါတယ်။နှစ်ခုစလုံးကောင်းပါကျမ်းမာရေးနဲ့ပတ်သက်လို့တော့ညာဘက်ခြေထောက်နဲ့ပတ်သက်တဲ့ယောဂများရေချိုးမတာမျိုးစီးသွေးနဲ့ပတ်သက်တဲ့ယောဂများတတိထားစေလိုပါတယ်။အမျိုးသမီးများကတော့အမျိုးသမီးနဲ့ပတ်သက်တဲ့ယောဂများတတိထားစေလိုပါတယ်။ဖြစ်မယ်လို့ပြောဆိုလိုပါဘူး။အဲ့တော့ဒီလိုကစားမယ်ဆိုရင်တော့ခွန်ရက်တက်ကြက်ရှစ်ကြက်ပဲဖြစ်ပါတယ်။ခွန်တက်ရှစ်မြင်များပါတဲ့ကနေရှာပြီးတော့ပြုပါ အဲ့တော့ကံကောင်းခြင်းမဲ့အယောင်တွေကတော့အနည်းအယောင်အနဲ့ယောင်ပြောင်းနေဖြစ်ပါတယ်။ညံများဝတ်စုပြီးတော့အသုံးပြုနေပါတယ်။အဲ့တော့ကံကောင်းခြင်းမဲ့ကြရိယာကတော့အိမ်ဖျားမှာလျှောက်တီးတုပ်လှူဒန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညက်ခိုက်တွေခြေပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေပဲကြော်ပါစေ။ကဲနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်။တက္ကသိုလ်လာသာသမီများ2025ခုနှစ် ဂျွန်လ23ရက်မှ26ရက်အတွင်းတပတ်စာဘေဒီဟော့စတန်ဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ရဲ့ဘေဒီဟော့စတန်နေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်လိုက်ရသေးတဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်လူသုံးအောင်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။ကိုယ်ရမှာမကောင်းကျင်နာမျိုးမကောင်းပြောတာမျိုးကြောက်တုံးတာမျိုးခံရတတ်ပါတယ်။ ထူးသတိထားပြီးတော့ပြတ်တန်းစီလိုပါတယ်အထူးအားဖြင့်၃ရောက်တွဲ၃ရောက်အုပ်စုအထူးသတိထားပြီးတော့ပြတ်တန်းပါအဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့အဲ့တော့မိမိရဲ့လုပ်ငန်းတွေတိုးတက်အောင်မြင်ဖို့စီးပွားရေးတွေတိုးတက်အောင်မြင်ဖို့အတွက်အကူအညီကောင်းနှစ်ခုအကွန်လန်းကောင်းနှစ်ခုစစ်ကူအကြံကောင်းဉာဏ်ကောင်းနှစ်ခုပေါ်လာပါလိမ့်မယ်အဲ့နှစ်ခုစလုံးကောင်းပါလေစိတ်တဲ့နီလန်းကိုရွေးချယ်ပြီးတော့အသုံးပြုနိုင်ပါလေ ဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ငွေကြေးကအင်ပတန်ကောင်းနေပါတယ်အဲ့တော့ရရရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်ပေးစားရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်အဲ့တော့ဝန်ထမ်းများငွေများလည်းပဲမြဲဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးကအင်ပတန်ကောင်းတဲ့ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်ရမယ့်နိမိတ်ပဲဖြစ်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့တဲ့မိမိရဲ့ချစ်သူအပေါ်ကိုစိတ်တိုင်းမကြအာမရဖြစ်နေတတ်ပါတယ်။တယောက်တည်းတူတည်းနေကျင်တဲ့စိတ်တွေများနေတတ်ပါတယ်။ လက်ရှိချစ်သူပေါ်ကို အားမလို့အားမရတင်တတ်ပါလေ။ဒါဒီတဲ့ပို့ပြီးတော့ကောင်းတဲ့ချစ်သူမျိုးတွေ့ရလိမ့်မယ်လို့စိတ်ကထင်တတ်ပါလေ။အိမ်တော်ရေးကလေးကလေးမရှိသေးတဲ့သူများကလေးရဖို့ရှိနေပါလေ။ကောင်းသောခီးများသွားဖို့ရှိနေပါလေ။ဝမ်းသာစေဧည့်သည်များတွေ့ရဖို့ရှိနေပါတယ်။ဖယားဖူပျော်ပေးစားခီးမှန်းလည်းတွားဖို့ရှိနေပါတယ်။အဲ့တော့အိမ်တော်ကြီးနဲ့ပတ်သက်လို့အင်မတန်ပျော်ရွှင်ရမယ့်စိတ်ချမ်းသာရမယ့်ဝမ်းသာရမယ့်မိမိတို့ရဲ့မျှော်လင့်ချက်များ၊ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်မဲ့အင်မတန်ကောင်းသောနမိတ်ဖြစ်ပါတယ်။ကလေးမရသေးတဲ့သူများကလေးရဖို့ရှိနေပါလေ။အဲ့တော့ပညာရေးကံအင်မတန်ကောင်းပါလေ။မိမိရည်မှန်းထားတဲ့ပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါလေ။အဲ့တော့ပညာရေးနဲ့ပတ်သက်လို့ကောင်းသောအပြောင်းအလဲများဖြစ်လာဖို့ရှိနေပါလေ။ကျမ်းမိုင်နဲ့ပတ်သက်လို့ညာဘက်ခြေထောက်နဲ့ပတ်သက်လို့စီးနဲ့တွေးနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအမျိုးသမီးများကတော့အမျိုးသမီးနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ် ဖြစ်မယ်လို့မဆိုလိုပါဘူးအဲထီထိုးကစားမယ်ဆိုရင်တော့နှစ်ကဲခွန်ရရှစ်ကဲပဲဖြစ်ပါတယ်နှစ်ခွန်ရှစ်များများပါတဲ့ကနန်းရှာပြီးတော့ထိုးပါအဲတော့ကန်ကောင်းစင်မဲ့အယောင်တွေကတော့အဖြူရောင်အဝါရောင်အနက်ရောင်တွေဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်အဲ့တော့ကန်ကောင်းစင်မဲ့ရေရကတော့မိမိရဲ့အိမ်ဖျားမှာလက်ဖက်ရည်နှစ်ခွက်၊ကဲ့မုတ်နှစ်ချက်၊တူတန်းပြီးတော့ဆူလောင်းချင်းအဖြစ်ကန်အញ្ញန့်ခိုက်တွေကြည်ပြောက်ပြီးတော့ကန်နေကောင်းစေပါလိမ့်မယ်။ ကျွန်တော်ရေကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေကဲကျွန်တော်တို့နောက်တစ်ပတ်ပြန်ဆုံကြပါမယ်အဲ့တော့အင်ကာသာသမီများ2020နဲ့5ခုနှစ်ဂျွန်လ23ရက်မှ29ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟော့စတန်နေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးကိုမှတ်နေရသေးတယ်များနှိပ်ထားကြဖို့ဖြစ်ပါတယ် ခြေတဝခက်နောက်ဆဝခက်အခြေအနေများကြုံရတတ်ပါတယ်။အမှုသမီးတယောက်ကြောင့်လည်းစိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်။စကားပြောမှားတာ၊စကားကြုံတာ၊စကားလွန်တာ၊စာအရေးသားမှားတာ၊စိတ်ရင်းအင်းအတွက်ချက်မှားတာသတိထားစေလိုပါတယ်။စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့အင်မတန်ကောင်းသောနိမိတ်ဖြစ်ပါတယ်။အဲ့တော့ရက်ဝေးအဆက်အသွယ်ကောင်းတွေပေါ်လာဖို့ရှိနေပါတယ်။သတင်းကောင်းတွေကြားဖို့ရှိနေပါတယ်။ကောင်းသောခီးများတွားဖို့ရှိပါတယ်။ တော့စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့တိုးတက်မဲ့အောင်မြင်မဲ့ရည်မှန်းချက်တွေပြည့်မြောက်မဲ့အင်မတန်ကောင်းသောနမိတ်ဖြစ်ပါတယ်။စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့အဲ့တော့မိမိရည်မှန်းတဲ့အတိုင်းဆောင်ရွက်နိုင်ပါတယ်။အဲ့တော့စိတ်ကူးညံ့ပေါ်တော်မြတ်ရဲရဲဆောင်ရွက်စီလိုပါတယ်။လုပ်ငန်းစီးပွားတွေတိုးချဲ့လို့ရတယ်။လုပ်ငန်းသစ်တွေစလို့ရပါတယ်။ကိုယ့်ရဲ့ရည်မှန်းချက်အိမ်မက်တွေအကောင့်ထဲပေါ်လို့ရပါတယ်။အဲ့တော့ငွေကြီးနဲ့ပတ်သက်လို့ကတော့ ရစရာပေးစရာငွေများကြန့်ကြာနေရပါတယ်အဲ့တော့ငွေကြေးကိစ္စများထင်ကောက်ကြန့်ကြာပြီးမှအောင်မြင်နိုင်ပါမယ်အဲ့တော့ငွေအတွက်လည်းစကားပြောညင်းခုန်တတ်ပါတယ်ငွေအတွက်အနည်းငယ်စိတ်ပူရတတ်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့မတရားကောင်းမတရားညံ့သွားတတ်ပါတယ်အဲ့တော့မတရားကောင်းနေတဲ့သူများကတော့ညံ့သွားတတ်ပါတယ်အဲ့တော့ညံ့နေတဲ့သူများကတော့ကောင်းလာတတ်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကြီးမားတဲ့အလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်အဲ့တော့ကောင်းနေတဲ့သူများ အခြေမညက်ရလေအောင်အဲ့ရပြောင်းရင်ပြပါ ကိုအနားမှာရှိတဲ့ပစ္စည်းကိုနေရပြောင်းလဲပြပါနေရရွှေ့ပြပါအဲ့တော့အင်တောင်ရတော့တဲ့အမြင်နဲ့အယူဆတွေကွဲလွဲနေရပါတယ်အဲ့တော့ညှိနှိုင်းရခက်တဲ့ညှိနှိုင်းရခက်တဲ့ကိစ္စများပေါ်လာဖို့ရှိနေပါတယ်နောက်တယောက်ကမလျှော့တယောက်တယောက်နေရာမလျှော့ဘဲနဲ့မာနတွေအပြိုင်နေရပါတယ်အဲ့ညှိနှိုင်းရခက်တဲ့ကိစ္စများလည်းကြောင်းအဖို့ရှိနေပါတယ်အဲ့တော့ပညာရေးကံ အလဲလက်မှာပဲရှိပါတယ်လူကများများစူးစမ်းဖို့အရေးကြီးပါတယ်အကြီးအကဲဆံသမားတွေရဲ့အကြံကောင်းဉာဏ်ကောင်းများကိုယူသင့်ပါတယ်ကျမကြီးညာဘက်ခြေထောက်နဲ့ပတ်သက်လို့ခေါင်းမူခေါင်းကိတ်နဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲတီတူကစားမယ်ဆိုရင်တော့ခွန်ရက်တက်ရက်လေးရက်ပဲဖြစ်ပါတယ်ခွန်တက်လေးများများပါတဲ့ကဏ္ဍကိုရှာပြီးတော့ထိုးစီလိုပါတယ် ဲ့တော့ကံကောင်းစေတဲ့အရောင်တွေကတော့အဖြူရောင်အနေရောင်တွေဖြစ်ပါတယ်။မြန်မြန်ဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။အဲ့တော့ကံကောင်းစေမဲ့ရည်ရာကတော့အိမ်ဖျားမှာအဝါရောင်ပန်းငါးပွင့်လှူဒန်းပြီးတော့စူတောင်းခြင်းအပြင်ကံအညံ့ခိုက်တွေကြည်ပြောက်ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေရွေးချော်ပါစေ။ကဲကျွန်တော်နောက်တစ်ပတ်ကျွန်တော်ပြန်ဆောင်ကြပါမယ်။ဘုရုဟုတသမိများ 2025ခုနှစ်ဇွန်လ23ရက်မှ26ရက်အတွင်းတပည့်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟော့စတန်နေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးကိုမှတ်နေရပြည်သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်အဲ့တော့အလောက်ကံအကျံစီများရွေကျံများအကျံစီများထင့်တော့ကြန့်ကြာနေတတ်ပါတယ် သူများကိုအကူအညီပေးရတဲ့ကိစ္စများနဲ့အချိန်လေးကုန်တတ်ပါတယ်။နောက်ပွဲရမှာလည်းပဲသူများကြောက်တုန်းလည်းပဲမကောင်းကျင်လည်းပဲခံရတတ်ပါတယ်။အထူးသတိထားပြီးတော့ဖြတ်သန်းစေလိုပါတယ်။အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့ကြန့်ကြန်နေတတ်ပါတယ်။ရှေ့တဝက်ခက် နောက်ဆုတ်ဝက်ခက်အချိန်များလည်းကြုံရတတ်ပါတယ်။စီဝိုင်းနဲ့ပတ်သက်လို့အလောက်ကနေပတ်သက်လို့လူကြီးတယောက်ကြောက်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။ တော့ငွေကြီးနဲ့ပတ်သက်လို့ကတော့ရစရာပေးစရာငွေများတင်းတော့ကြံ့ကြပြီးမှအောင်မြင်နိုင်ပါတယ်။ငွေအတွက်စိတ်ပူရတတ်ပါတယ်။ငွေအတွက်စကားပြောငင်းခုန်ဖြစ်ရှင်းရတတ်ပါတယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့အမျိုးသမီးတစ်ယောက်ဂျောင်းဝင်ရှုပ်တတ်ပါတယ်။အမျိုးသမီးတစ်ယောက်ရဲ့လွှမ်းမိုးခြင်းကိုခံရတတ်ပါတယ်။အခြေအနေနဲ့ပတ်သက်လို့ရှစ်တော့ဝက်ခက်နောက်တော့ဝက်ခက်အခြေအနေများလည်းကျင်းဝတ်တတ်ပါတယ်။အမျိုးသမီးတစ်ယောက်အနောက်ရှက်ရှိနေပါတယ်။ အဲ့တော့အိမ်တော်ကြီးကတော့တဲ့မိမိတို့ရဲ့နှုတ်လင်းချက်များညီမချင်းများပြည့်မြောက်အောင်မြင်မဲ့နားလည်မှုတွေမျှဝေခံစားမှုတွေနဲ့ပျော်ရွှင်စွာကြည်နူးစွာဖြတ်သန်းရမယ့်နိမိတ်ပဲဖြစ်ပါတယ်။အဲ့တော့ပညာရေးကံအင်မတန်ကောင်းပါတယ်။မိမိညီမန်းထားရတဲ့ပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။ကျန်းမာရေးနဲ့ပတ်သက်လို့ရတော့တဲ့မျိုးလုံးနဲ့ပတ်သက်တဲ့ယောဂများအပူလောင်နဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်။မျိုးလုံးနဲ့ပတ်သက်တဲ့ယောဂအပူလောင်တာမျိုး သတိထားစီလိုပါတယ်မျက်မှန်အစ်စ်လဲရတတ်ပါတယ်ပါဝါတိုးသွားတတ်ပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ထိုးကန်ဆန်းမယ်ဆိုရင်တော့၉ရက်၁ကဲ၄ရက်ပဲဖြစ်ပါတယ်၉၁၄မျက်မျက်ပါတဲ့ကန်ဆန်းကိုရှာပြီးတော့ထိုးပါအဲ့တော့ကန်ကောင်းစီမဲ့အယောင်တွေကတော့အနီရောင်အဖြူရောင်အဝါရောင်တွေဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်အဲ့တော့ကံကောင်းစီမဲ့ရေရာကတော့မိမိရဲ့အိမ်ဖျားမှာမနေ့6နိုင်ပြီတိအဖြူရောင်ပတ်နှစ်ပွင့် ပန်းအဖြူနှစ်ပွင့်တူတန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအငန့်ခိုက်ကြီးကြည်ပြောက်ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းနေဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းနေဟောချက်တွေလွှဲချော်ပါစေ။ကဲကျွန်တော်တို့နောက်တစ်ပတ်ပြန်ဆုံကြပါမယ်။ကြာသာပရိသတ်မိများအတော့25ခုနဲ့ဂျွန်လ23ရက်မှာ29ရက်တွင်တပတ်စာဘေရင်ဟော့စတန်ဖြစ်ပါတယ်။အဲ့တော့အရင်ဆုံးကျွန်တော်ရဲ့ဘေရင်ဟော့စတန်နေမပြတ်ကြည့်လို့ရအောင်။ ဒီဘေးနားမှာရှိတဲ့အပေါင်းလေးကိုမှနေရတဲ့လူများနှိပ်ထားကြဖို့ဖြစ်ပါတယ်အဲ့အလုတ်တိုင်းနေရာတိုင်းမှာအတိုက်အခံတွေအခက်အခဲတွေအပြိုင်ဆိုင်တွေများနေတတ်ပါတယ်မိမိလိုချင်တဲ့အရာများကိုမိမိကိုယ်တိုင်ဖန်တီးယူမှရပါလိမ့်မယ်အဲ့တော့ကံတရားကိုအားကိုးလို့မရဘူးသူများကိုအားကိုးလို့မရဘူးမိမိအလိုရှိတဲ့အရာများကိုမိမိကိုယ်တိုင်ဖန်တီးယူမှလုပ်ယူမှရပါလိမ့်မယ် ော့အလုတ်တိုင်းနေရာတိုင်းမှာအတိုက်ခံပြန်ဆိုင်နေများနေပါလိမ့်မယ်အတိုက်ခံနေပြန်ဆိုင်နေဈာတွေကအောင်မြင်နိုင်ပြီဖြစ်ပါတယ်အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့အလုတ်ကိုင်းနဲ့ပတ်သက်လို့ရည်ရွယ်ချက်များကြန့်ကြန့်နေရပါတယ်အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့အလုတ်ကိုင်းနဲ့ပတ်သက်လို့တင်းတော့ကြန့်ကြန့်နေရပါတယ်အဲ့တော့စိတ်ပူစရာအချို့လည်းရောထွန်းနေပါတယ်အဲ့တော့ငွေကြေးကံတော့အင်မတန်ကောင်းပါတယ် အဲ့တော့အမျိုးသမီးတယောက်ကိုအကြောင်းပြပြီးတော့ငွေတွေရဖို့ရှိနေပါတယ်အဲ့တော့ရစားရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်အဲ့တော့ပေးစားရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးအကျန်စီတွေအောင်မြင်ဖို့ငွေကြေးအခက်အခဲကလွန်မြောက်ဖို့အကျွေးတွေကျေဖို့အကျွေးတွေရဖို့အတွက်အမျိုးသမီးတယောက်ရဲ့အကြံဉာဏ်ယူပါအမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ပါဒါဆိုရင်တော့ငွေကြေးအကျန်စီများကိစ္စတွေအောင်မြင်ပါလိမ့်မယ်အဲ့တော့အခြေအနေပတ်သက်လို့ကတော့စိတ်လေးစိတ်ထူနေတတ်ပါတယ်အဲ့တော့မိမိจิตသူရဲ့အပေါ်ကိုစိတ်ဝင်စားနိုင်ဖြစ်နေတတ်ပါတယ် တမယာကိုအပြီးထွက်သွားခြင်းနဲ့စိတ်တွေပုံနေတတ်ပါတယ်။အဲဒီတဲ့ပို့ပြီးတော့ကောင်းမဲ့ချစ်သူမျိုးရှိမယ်လို့စိတ်ကထင်တတ်ပါတယ်။နောက်အခြေအနေနဲ့ပတ်သက်လို့စိတ်လေစိတ်တွေပြီးတော့ဆုံးဖြတ်ချက်အမှားများလည်းချမိတတ်ပါတယ်။အိမ်တော်ရတော့တဲ့ဂျားလူအနောက်ရှက်ရှိပါတယ်။ဂျားလူကိုအကြောင်းပြုပြီးတော့တဲ့လင်းနဲ့မယားကတောက်ကဆလေးတွေဖြစ်တတ်ပါတယ်။အဲ့တော့အထူးသတိထားပြီးတော့ပြတ်တန်းစေလိုပါတယ်။အဲ့တော့ပညာရေးကအင်မတန်ကောင်းပါတယ်။အကြီးကဲ ်ဆရာသမားတွေရဲ့အကူအညီယူပြီးတော့ဆောင်ရွက်မယ်ဆိုရင်တော့ပို့ပြီးတော့အောင်မြင်နိုင်ပါလေ။ကျမ်းမိုင်နဲ့ပတ်သက်လို့တော့တဲ့ချွတ်တော့ခါဝမ်ပိုက်လေနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါလေ။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့ဖီတိုကန်စားမယ်ဆိုရင်တော့တက်ကဲ9ရက်8ကဲပဲဖြစ်ပါတယ်။တက်9ရက်မြန်မြန်ပါတယ်ခဏရှာပြီးတော့ထိုးပါ။အဲ့တော့ကန်ကောင်းစေတဲ့အရာတွေကတော့အနက်ရောင်အဝါရောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ အဲ့တော့ကံကောင်းခြင်းမဲ့ရေတရာကတော့အိမ်ဖျားမှာအနီရောင်ပန်းချောက်ပွင့်လူတန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကြေပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရေကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲကျော်ပါစေ။ကဲကျွန်တော်တို့နောက်တစ်ပတ်ပြန်ဆုံကြပါမယ်။တောက်ကြသာသမီများ2025ခုနှစ်ဇွန်လ23ရက်မှ26ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်။အဲ့တော့အရင်ဆုံးကျွန်တော်ရေဘေဒင်ဟော့စတန်နေမပြတ်ကြည့်လို့ရအောင်။ ီဘေးနားမှာရှိတဲ့အပေါင်းလေးကိုမှနှိပ်ပြရသေးတဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်ရဲ့ဝေးဆက်သက်ကောင်းတွေပေါ်လာဖို့ရှိနေပါတယ်။ပတင်းကောင်းတွေကြားဖို့ရှိနေပါတယ်။ကောင်းသောခင်းများသွားဖို့ရှိနေပါတယ်။ဖျားဖူးပျော်ပဲစားခင်းများလည်းသွားဖို့ရှိနေပါတယ်။အဲ့တော့ရင်မှန်းချက်များ၊လှလင်းချက်များပြည့်မြောက်အောင်မြင်မဲ့နမိတ်ရဖြစ်ပါတယ်။ပြည်ရင်းပြပခင်းများသွားဖို့လည်းပဲအကြောင်းတွေပေါ်လာတတ်ပါတယ်။ အဲ့တော့ပြည်တွင်းပြပခီးများလဲအောင်မြင်မဲ့နမိတ်ဖြစ်ပါတယ်။စီပွားရေးအလုပ်ကိုင်းနဲ့ပတ်သက်လို့ဘာသာရေးကိန်းရှင်းတဲ့လူကြီးတယောက်ရဲ့အကြံကောင်းဉာဏ်ကောင်းအကူအညီကောင်းများရဖို့ရှိနေပါတယ်။စီပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့အဲပူပေါင်းဆက်တူလုပ်ငန်းများကိုအကြောင်းပြုပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။အဲ့တော့စီပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့တယောက်တည်းတူတူလေးဆောင်ရွက်ထားတဲ့ပူပေါင်းဆက်တူဆောင်ရွက်မယ်ဆိုရင်ပို့ပြီးတော့အောင်မြင်နိုင်ပါတယ်။ ဘာသာရေးကမ်းရှိုင်းတဲ့လူကြီးတယောက်ရဲ့အကြံကောင်းဉာဏ်ကောင်းယူမယ်ဆိုရင်ပို့ပြီးတော့အောင်မြင်နိုင်ပါတယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့မထင်မှတ်တဲ့ပုံစံနဲ့ငွေကြေးကိစ္စတွေအောင်မြင်ဖို့ရှိနေပါတယ်။အဲ့တော့ရမယ်လို့ထင်တဲ့ငွေတွေကမရဘဲနဲ့မရဘူးထင်တဲ့ငွေတွေကရဖို့ရှိနေပါတယ်။အဲ့တော့ငွေကြေးကိစ္စများမထင်မှတ်တာတွေဖြစ်လာတတ်ပါတယ်။မထင်မှတ်တဲ့ပုံစံနဲ့အောင်မြင်ဖို့ရှိနေပါတယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ရတော့တဲ့စိတ်ပူစရာလေးတွေစိတ်ညစ်စရာလေးတွေရောထွေးနေတတ်ပါတယ်။ အဲ့တော့အခြေရင်အစင်မပြေတဲ့သူများလက်ရှိအခြေအနေတိုင်းမှာကြန့်ကြန်နေတတ်ပါတယ်အဲ့တော့ပြေပြီးသားသူများကလက်ရှိအခြေအနေတိုင်းမှာကြန့်ကြန်နေတတ်ပါတယ်အဲ့တော့စိတ်ပူစရာလေးတွေရောထွန်းနေတဲ့ကာလဖြစ်ပါတယ်အဲ့ပြက်မလို့ပွဲမလို့ဖြစ်နေတဲ့စိတ်သူများကတော့မပြက်မကွဲပါဘူးအိမ်တော်ရဲ့အိမ်တော်ဘက်ကိုအကြောင်းပြပြီးတော့စိတ်ချမ်းသာပျော်ရွှင်မှုရှိနေပါတယ်အိမ်တော်ဘက်ကိုအကြောင်းပြပြီးတော့ဝတ်ကြီးများဝင်လာဖို့ရှိနေပါတယ်အဖို့တန်ဆက်ပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်လက်ဆောင်များလည်းရဖို့ရှိနေပါတယ်အိမ်တော်ဘက် ဟိုအကြောင်းပြပြီးတော့စိတ်ချမ်းသာရမယ်ပျော်ရွှင်ရမယ်နမိတ်ပဲဖြစ်ပါတယ်အဲ့တော့ပညာရေးကံအင်မတန်ကောင်းနေပါတယ်မိမိရည်မှန်းထားထားတဲ့ပို့ပြီးတော့အောင်မြင်မှုရှိနေပါတယ်လူကလည်းပဲများများကြိုးစားဖို့ရည်ကြီးပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ကတော့အရင်ကတော့ဖြစ်ခဲ့မှုတဲ့ယောဂဟောင်းများတတိထားစီလို့ပါတယ်လေလေချောင်းနဲ့ပတ်သက်တဲ့လေပင်နဲ့ပတ်သက်တဲ့ယောဂများတတိထားစီလို့ပါတယ်အရင်ကဖြစ်ခဲ့မှုတဲ့ယောဂဟောင်းများတတိထားစီလို့ပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူး အဲ့တော့တီထိုးကန်ဆမ်းမယ်ဆိုရင်တော့၈ကဲ၁ကဲခွန်ရံပဲဖြစ်ပါတယ်၈၁ခွန်များများပါတဲ့ကလန်ရှာပြီးတော့ထိုးပါကန်ကောင်းစီမဲ့အယောင်တွေကတော့အစိမ်းယောင်အပြယောင်အဝါယောင်တွေဖြစ်ပါတယ်များများဝတ်ဆင်အသုံးပြုနိုင်ပါတယ်အဲ့တော့ကန်ကောင်းစီမဲ့ရေတရာကတော့အိမ်ဖျားမှာတည်တည်၆လုံးအဲ့တော့ဗာတိမဆိုရပါတယ်အမျိုးစားတူလဲရတယ်အမျိုးစားမတူလဲရပါတယ်၆လုံးဖြစ်ပြီးရောအဲ့တော့အိမ်ဖျားမှာတည်တည်၆လုံးလှူဒန်းပြီးတော့ဆူတောင်းခြင်းအပြင် ကံအညံ့ခိုက်တွေကျေပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရေကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေကဲကျွန်တော်တို့နောက်တစ်ပတ်ပြန်ဆောင်ကြပါမယ်စနေသာသမီများ2025ခုနှစ်ဇွန်လ23ရက်မှ29ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်အဲ့တော့အရင်ဦးဆုံးကျွန်တော်ရဲ့ဘေးဒင်ဟော့စတန်လေးမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်ရရတည်တဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်။ ကြံစည်များရည်ရွယ်ချက်များကျင့်တော့ကြံ့ကြံပြီးမှအောင်မြင်ပါလိမ့်မယ်။အဲ့ဒါသူများကိုပူညီရတဲ့အလုပ်များနဲ့အချိန်လေးပုံနေတတ်ပါတယ်။သူများကြောက်တွန်းလည်းပဲခံတတ်ပါတယ်။အဲ့ဒါသူတစ်ပါးကြောက်တွန်းခံတဲ့နိမိတ်ဖြစ်ပါတယ်။အထူးသတိထားပြီးတော့ဖြတ်တန်းစီလိုပါတယ်။စီပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့ဆုံးရှုံးမလို့ဖြစ်နေတဲ့ဒီရာတွေအခွင့်အရေးတွေပြန်ရဖို့ရှိနေပါတယ်ပြက်မလို့ဖြစ်နေတဲ့အလုပ်တွေထပ်ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ် အဲ့လုပ်ငန်းတွေတိုးတက်ဖို့စီးပွားရေးတိုးတက်ဖို့အတွက်စိတ်ကူးအကြံကောင်းဉာဏ်ကောင်းများလည်းပေါ်ထွက်လာဖို့ရှိနေပါတယ်လက်တွေ့အကောင့်တွေပေါ်ဆောင်ရွက်စေလိုပါတယ်အဲ့တော့စီးပွားရေးအလုပ်ငန်းနဲ့ပတ်သက်လို့အင်မတန်ကောင်းတဲ့နိမိတ်ပဲဖြစ်ပါတယ်အဲ့တော့ငွေချင်းနဲ့ပတ်သက်လို့တော့မတင်မတ်တာတွေဖြစ်လာတတ်ပါတယ်ရမယ်လို့ထင်တဲ့ငွေတွေကမရဘဲနဲ့မရအောင်ထင်တဲ့ငွေတွေကရတတ်ပါတယ်အဲ့တော့မတင်မတ်တဲ့ပုံစံမျိုးနဲ့အောင်မြင်ဖို့ရှိနေပါတယ်အဲ့တော့မတင်မတ်တာတွေဖြစ်လာတတ်တဲ့ငွေတွေအတွက်အနည်းငယ်စိတ်ပူရတတ်တဲ့ ။နောက်ငွေနဲ့ပတ်သက်လို့ဆုံးဖြတ်ချက်အမှားတွေချမှတ်တဲ့နေ့ပြည်ဖြစ်ပါတယ်။အထူးတတိထားပြီးတော့ပြတ်တန်းစီလိုပါတယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ပါတော့ဟုတ်တယ်။လူကြီးတယောက်ကြောင့်စိတ်နှောက်ရှက်ဖြစ်ရတတ်ပါတယ်။ကြီးကဲသူများဝင်ပါတတ်ပါတယ်။အဲ့တော့အခြေအနေမှာစိတ်ပူစရာလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေရောထွန်းနေတတ်ပါတယ်။အဲ့တော့ပြက်မလို့လို့၊ကွဲမလို့ဖြစ်တဲ့စိတ်သူများကတော့မပြက်မကွဲပါဘူး။လက်ရှိ အခြေအနေတိုင်းဆက်လက်ပြီးတော့ရှိနေပါမယ်။အဲ့တော့ကြီးကဲသူများ ဝင်ပါတတ်ပါတယ်ဝင်ရှုပ်တတ်ပါတယ်အဲ့တော့အိမ်တော်ကြီးနဲ့ပတ်သက်လို့ကတော့တဲ့မိမိတို့ရဲ့မျှော်လင့်ချက်များရည်မှန်းချက်များပြည့်မြောက်အောင်မြင်ဖို့ရှိနေပါတယ်အိမ်တော်ကြီးအစဉ်မပြေတဲ့သူများဘာသာရေးကမ်းရှိုင်းတဲ့လူကြီးတယောက်ကိုအကြောင်းပြုပြီးတော့ပြန်ပြီးတော့အစဉ်ပြေဖို့ရှိနေပါတယ်အဲ့တော့ပြေးပြီးသားသူများကတော့ပြည်သက်တဲ့ပြေးဖို့ရှိနေပါတယ်နားလည်မှုတွေမျှဝေခံစားမှုတွေနဲ့ကျင်းနူးတာယာပျော်ရွှင်စွာဖြစ်တမ်းရမယ်နမိတ်ပဲကောင်းမနမိတ်ပဲဖြစ်ပါတယ် တော့ပညာရေးကံလည်းပဲအင်မတန်ကောင်းနေပါတယ်မိမိရင်မှန်းလာတဲ့ပို့ပြီးတော့အောင်မြင်မှုရှိနေပါတယ်လူကလည်းပဲများများစူးစမ်းဖို့လိုပါတယ်ပညာရေးနဲ့ပတ်သက်လို့ရက်ဝေးအိမ်ရင်းပြပအကူညီကောင်းတွေအဲဆက်သွယ်ကောင်းတွေပေါ်လာဖို့ရှိနေပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့1ပိုင်းနဲ့ပတ်သက်လို့1နဲ့ပတ်သက်လို့ခြေတော့ဒူးနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူး တော့ထီထုတ်ကစားမယ်ဆိုရင်တော့300 900ခွန်ရပဲဖြစ်ပါတယ်300ခွန်များများပါတယ်လက်မှတ်ကိုရေးပြီးတော့ထိုးပါအဲ့တော့ကန်ကောင်းစီမဲ့အယောင်တွေကတော့အစိမ်းယောင်အဖြူယောင်အနက်ယောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်အဲ့တော့ကန်ကောင်းစီမဲ့ရေရာကတော့အိမ်ဖျားမှာပေါင်မုတ်ထောပဲတုတ်လူတန်းပြီးတော့စူတောင်းခြင်းအဖြစ်ကန်အညက်ခိုက်တွေကြေပြောက်ပြီးတော့ကန်တွေကောင်းစီပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။ ကဲကျွန်တော်နောက်တစ်ပတ်ပြန်ဆောင်ကြပါမယ်